မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်နိုဝင်ဘာ26ရက်နေ့ညရရှိထားသောသတင်းတွေကိုကျမအခုဝန်ကြီးလာကနေပြီးတော့တင်ဆက်ပေးတော့ပါရမရှင်လိုက်စာမြို့တမီးရာဖွဲ့နဲ့ Trade Gender Development Foundation ဖွဲ့အစည်းလက်တွဲပြီးလိုက်စာမြို့အတွင်းနိုဝင်ဘာ25ရက်နေ့မှာအမျိုးသမီးများအပေါ်အကြံဖတ်မှုပပျောက်ရေးအထိမ်းအမှတ်၄အစီအစဉ်ပြုလုပ်ကြောင်းတည်ရပါရရှင် အစီအစီမှာအမျိုးသမီးများလူငယ်လူရယ်များပါဝင်ပြီးမိလမပေါ်တွင်အမျိုးသမီးများပေါ်နီးမျိုးစုံဖြင့်အတန်းဖတ်မှုပပျောက်ရေးနိုးစော်လှုပ်ရှားမှုလက်ကမ်းစာဆောင်ဝေချင်းဖေးကျူးဖြူတက်စင်ချင်းနဲ့ဖေးကျူးဖြူ၏အတိတ်ပဲကိုပြည်သူလူထုများအားမျှဝေချင်းများပြုလုပ်ခဲ့ကြောင်းသိရပါရရှင်။ယနေ့အချိန်မှာတော့အမျိုးသမီးများနဲ့မိန်းကလေးငယ်များကဆိုရှယ်မီဒီယာ Facebook, Telegram, TikTok တော်ရည်နစတဲ့ပလက်ဖောင်းပေါ်ကနေအတန်းဖက်ငွေငင်းချင်းစကားပြောဆိုထားသည့်စာမတ်တပ်များအားတပားတူဤကုန်တိခညွန်းနှံစီရန်ရည်ရွယ်လျက်ဖြန့်ချင်းစသည့်ဒီဂျစ်တယ်နည်းပညာအကျံဖတ်မှုများပုံမူတွေ့ကြုံခံစားနေကြရတာကြောင့်ယခုနှစ်ဆောင်ပုဖြစ်တဲ့ United to End Digital Violence against of women and girl အမျိုးသမီးများနဲ့မိန်းကလေးငယ်များပေါ် digital နည်းပညာအုံပြု၍အကြံဖတ်မှုများအလုံးကိုဆန့်ကျင်ကြရန်နှင့်ကျွလွန်တူအားတတခွေမရှိစေရန်အားလုံးပါဝင်ကြပါရန်လဲတိုက်တွန်းနှိုးဆော်မှုများပြုလုပ်ခဲ့ကြောင်းတရားပါရရှင်ကန်အိုအစိုးရမြောက်ပိုင်းတိုင်းဒေတာအတွင်းဖွေလေးတင်ကြားနေတဲ့အငြိမ်းတမ်းဥချုပ်ရေးဆိုင်ရာတင်တန်းကို နိုဝင်ဘာ25ရက်နေ့တွင်တင်ဒန်းစင်ပွဲပြုလုပ်ကြောင်းတရားပါရယ်အဆိုပါတင်ဒန်းကို အောက်တိုဘာ9ရက်နေ့ကစပြီးရပ်ပေါင်း40တင်ကြားပေးတာဖြစ်ပြီးတင်ဒန်းတွင် KIMO ဆိုရာအုပ်ချုပ်ရေးဆိုင်ရာဥပဒေများကချင်လူမျိုးများနှင့်ဆိုင်တော်ရိုးရာယဉ်ကျေးမှုများ Leadership Rule of Law အကြောင်းများနှင့်အစိုးရယုံဌာနများအတီတီကိုလည်းနှိမ့်ဆက်ပေးခြင်းများပြုလုပ်ပေးကြောင်းတရားပါရယ် တင်ကြမှုခံယူပြီးတင်တန်းစင်တော်တင်တန်းတာ60ရှိပြီးတင်တန်းစင်ပွဲအခမ်းအနားတွင် KIO ဆိုရမြောက်ပိုင်းတိုင်းအုပ်ချုပ်ရေးတာဝန်ခံမှတင်တန်းစင်မိန့်ခွန်းအမှာစကားပြောကြားခဲ့တယ်လို့သိရပါတယ်။ဗိုင်းမိုလမြန်ကြီးရွာမှာစီကောင်စီတန်းနဲ့ KIO ပူပေါင်းတပ်များနှစ်ဖက်စီရေးတင်မှလည်းရှိပြီးနေတိုင်းဆိုသလိုတိုက်ပွဲများဖြစ်ပွားကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ကလင်းမြောင်ဘက်ကိုလက်နက်ကြီးများရန်တမ်းပစ်ခတ်နေပြီးစစ်ရင်အားဖြစ်တင်လျက်ရှိနေတာကြောင့် KIA ပူပေါင်းတက်များနဲ့နှစ်ဖက်ထိတိုက်တပွဲများဖြစ်ပွားလဲရှိကြောင်းရှီတန်တတိအေးမြများထမတီးရပါတယ်။ဝဲမိုလမြောင်တွေစစ်ကောင်စီတပ်နဲ့ KIA ပူပေါင်းတက်များနဲ့ဝဲမိုလမြောင်တွေစစ်ကောင်စီတပ်နဲ့ KIA ပူပေါင်းတက်များနှစ်ဖက်စလုံးစီရေးတင်မာနေတာကြောင့်စစ်ကောင်စီတပ်ဘက်မှစီရေးလှုံ့ရှားမှုများဆက်လက်ပြုလုပ်နေလေတိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်းလည်းတီးရပါတယ်။ နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစီရှင်။